အညာဆရာရဘုံဒီချက် EPS တင်ယူတင်ရဲ့ပတ်ဝန်းပတ်တူ meaning လေးတွေအားလုံးကိုအခန်း1ကနေအခန်း60အထိဗီဒီယိုလေးတွေခွဲပြီးတော့အကုန်လုံးတင်ပြပေးထားတဲ့ဗီဒီယိုလေးတွေတင်ထားပေးတယ်ပေါ့နော်အဲ့ဒီတော့ဒီ channel ကအခု EPS တင်ရိုးတရဲ့ပတ်ဝန်းပတ်တူအခန်းတစ်ကနေစပြီးတော့ဒီ channel ကမွန်းနွားချောင်းပူအလုံးအတွက်အထောက်အကူဖြစ်မဲ့မွန်းနွားချောင်းပူလေးကိုလေ့လာလို့ရအောင်လို့ဒီ channel က ။မင်းနေတော့ကလိုမျိုးပဲအခန်းလေးတွေခွဲပြီးတော့ဗီဒီယိုလေးတွေကိုတင်သွားပေးပါမယ်။ကဲဒါဆိုရင်ဒီချဲရဲ့ channel လေးကို subscribe အရင်ဆုံးလုပ်သွားဖို့မမေ့နဲ့နော်။ဒီဗီဒီယိုလေးကမွန်နွားချောင်းဘူရဲ့ပထမဆုံးအခန်းဖြစ်တဲ့အခန်း1ကနေပြီးတော့ဆက်ပြီးတော့ဒီချင်ပြပြပေးသွားပါမယ်။ကဲဒါဆိုရင်အခန်း1ကနေဆက်ပြီးတော့ကြည့်ကြည့်အောင်နော်။အခန်း1ကချာကီဆိုခဲ့ကိုကိုကိုမိတ်ဆက်ချင်းမှာလွယ်ပါတယ်အခန်း1ကတော့။ အခန်းတရဲ့မွန်နာချုံဘိုးဆောင်းနဲ့လိုက်ကြည့်တဲ့လူတွေကဆာမျက်နာ52မှခွန်မှာကြည့်လို့ရပါမယ်နော်ကြည့်ကြည့်အောင်အခန်းတရဲ့မွန်နာချုံဘိုးကတော့ကျွန်တော်ဟန်ကူခဲအင်စာရဲ့ကြောကိုရီးယားရဲ့အင်စာရဲ့ကြောအင်စာဆိုတာနှုတ်ဆက်ခြင်းပေါ့နော်နှုတ်ဆက်ခြင်းမိတ်ဆက်ခြင်းနှုတ်ဆက်ခြင်းရဲ့ရေချောဆိုတာကကျင့်ဝတ်အဲ့တော့ရှင်ချင်းမှုပဲပြောပါတော့နော်ရေချော ကျင့်ဝတ်ယဉ်ကျေးမှုကိုရီးယားတွေရဲ့နှုတ်ဆက်ခြင်းယဉ်ကျေးမှုနှုတ်ဆက်ခြင်းကျင့်ဝတ်များအကြောင်းကိုဒီခါမှပြောပါမယ်ကြည့်ကြည့်အောင်ဟန်ဂုကေဆောနန်နဲ့ကိုရီးယားမှာတော့ဆန်ဒေးတာရာအင်းစားဟာနန်ဖန်ရှိကီဒါရမီတာအဲ့တော့ရေကြည့်ကြည့်အောင်ဆန်ဒေးဆန်ဒေးဆိုတာကတဖက်လူကိုပြောတာပါမိနစ်လေးဒီချက်ဒီမှာတော့တက်တက်ကြီးမြန်မာလိုရေးပေးမထားအောင်เนาะဖြည်းဖြည်းချင်းရှင်းပြပေးတော့ပါမယ်ကိုကလည်းကိုမြန်မာလိုလေးလိုက်မှတ်ပါเนาะ န်းတဲ့တစ်ဖက်လူကိုပြောတာပါတစ်ဖက်လူရဲ့အဲတာတာတစ်ဖက်လူပေါ်မှာမူတည်ပြီးတော့တဲ့အင်းစားဟာနဲ့ဖန်ရှိကီသာရမီတာအင်းစားဟာကနှုတ်ဆက်တယ်နှုတ်ဆက်တယ်ဖန်ရှိကီသာရမီတာဖန်ရှိဆိုတာနီလန်းကိုပြောပါတယ်အဲ့တော့အင်းစားဟာနဲ့ဖန်ရှိကီသာရမီတာနှုတ်ဆက်တယ်နီလန်းကကွာချပါတယ်ပေါ့ခြားရှင်းဘူတာခြားရှင်းဆိုတာကမိမိကိုကိုပြောတာပါမိမိကိုကိုထက်တဲ့နာယီကမန်ခေါနာ ဲ့တော့အသက်ကြီးတာကိုဒီချေတို့ကခူးတာချက်တာနဲ့ပြောလားဆိုပြီးတော့မေးတဲ့လူတွေများတယ်ပေါ့နော်မဟုတ်ပါဘူး나이ကမန်သာအသက်ကြီးတယ် အဲ့တော့ကိုယ်ထက်အသက်ကြီးတာခေါနာဖြစ်ဖြစ်ဒုမဟုတ်တဲ့ဂျီဝီကလို့ဖွင့်စားရမယ်ကဲအဲ့တော့ဂျီဝီကနုတာဆိုတာကအထင်တော့ကယာဒူးကြီးတာပါယာဒူးကြီးတဲ့လူတွေပေါ့ကိုတဲ့အဲ့ကဲသူတို့ကိုတော့အညောဟာဆေယိုမင်္ဂလာပါသူနဲ့ထပ်ပြီးတော့အညောဟာရှမီကာ 또는 안녕하십니까 안녕하십니까 라고로 말하며 뼈비어래 네. 고개를 속이거나 고개를 속이다 지지야 고개를 속이다가 제로 요 강목내버 강목미러에 피피에 허리를 굽히고 굽혀 sorry, 허리를 굽혀 카오뉴비어 အခါခေါင်းငုံမဲ့ခါညွတ်မဲ့ဒီလိုပုံစံပေါ့နော်ခါညွတ်ပြီးတော့အင်းစာဟာမိတာနှုတ်ဆက်ပါတယ်ခိုခဲ့တဲ့စူကီကောနာဟိုရီလူခုပင်းငကောစအဲ့တော့ခေါင်းငုံမဲ့ခါညွတ်တယ်ဆိုတော့အရာတွေကတဲ့ဆန်တဲ့ဘန်ရဲ့ခုနပြောတဲ့ဆန်တဲ့နဲ့ဆန်တဲ့ဘန်နဲ့ချေလို့တူတူပါပဲနော်နှစ်ခုလုံးဆန်တဲ့ဘန်ဆန်တဲ့အဲ့တော့တစ်ဖက်လူကို 떼팔룩에 대한 존경을 나타내는 제스처입니다. 존경. 제로, 니만 존경, 돌아가. 리사무, 리사무 나타내는 법야래. 나타내는 법야래 제스처입니다. 제스처, 돌아가. 제로, 아. ကိုဟန်အမူအရာပေါ့နော်ပြောလို့ဆိုပါလေစကားပြောမယ်ဆိုတစ်ခုပေးပါနှစ်ခုပေးပါဒီလိုပြောတယ်လို့မျိုးကိုရဲ့ကိုဟန်အမူအရာကိုပြောတာပါအဲတစ်ခေါက်ပြန်ပြီးပြောပြပေးပါမယ်ဟန်ကုကေဆိုနန်ဆန်တဲ့တာရာကိုရီးယားမှာတစ်ဖက်လူပေါ်မှာမူတည်ပြီးတော့အင်းစားဟာနန်ဖန်ရှိကီထာရမီတာနှုတ်ဆက်တဲ့နီလန်းကကွာခြားပါတယ်ချာရှင်းဘူတာမိမိကိုကိုထက်နာယီကမန်ခေါ်နာ 아까 지 r 비비의 지위가 높은 사람에게는 보비로 야룽이엔을 누리고 안녕하세요 민그라바 또는 타비로 안녕하십니까 민그라바 라고 말하면 뼈비로 고개를 숙이거나 가운 먹나 비피 허리를 굽혀 인사합니다 가옹 뉴비로 노상 <noise> 말해 고개를 숙이거나 허, 리를 굽히는 것은 강호나 담화호의 강요된 야리가 상대방에 대해 팔루에 보고 존경을 나타내는 리사무고 포별의 제스처입니다. 고한 무야 피바레. 나라바이지디야 한편 답한 말에 배 자신보다 밋밋해 나이가 어리거나 a l 나이가 어리다 소인 제가 봐피면래 나이가 어리다 미미테 아땅예레 도마호 치한 사람 친한 사람 바로 디바이 친한 사람 꼬네 진리의 누리고 소인 안녕 이 다음에 안녕 안녕하세요 뭐베네 안녕 라고 이라고 말하면 한 손으로 가볍게 한 손을 가볍게 들거나 라떡하고 뽀뽀바바의 미아우데 라쿠나의 개별로 안녕 에 예, 그러면 라떡하는 안녕 에 라떡하는 미아우디로 노사다 다마모회네 흔들어 반가움은 나타납니다 흔들어 날로다 그러면 안녕 안녕 에러데 날다와 날로고요 노사데 반가움 소라가 에 제로 완달에 에러 တွေ့ပြီးတော့လက်လှုပ်ပြီးတော့ကြတော့ဝမ်းသာတဲ့အကြောင်းပြရတယ်ဆိုတော့ကိုပြောပါတယ်တဲ့နာထနာမီတာဖော်ပြပါတယ်ဒါမနော်ကဲပြီးတော့ရင်အမအညာစီရောမင်္ဂလာပါအညာရှိမီကမင်္ဂလာပါအညောင်းဒါတွေအတူတူပဲပေါ့နော်ဝမ်းနဲ့အင်ဖာဟာနဲ့ရှိကနေသံကွမ်းအဖြစ်အဲ့တော့အညာစီရောအညာရှိမီကအညောင်းဒီရတွေကအင်ဖာဟာနဲ့ရှိကနေသံကွမ်းအဖြစ် နှုတ်ဆက်တဲ့အချိန်နဲ့ဆန်းကွန်း option ဆိုတာဘာမှမဆိုင်ဘူးမတက်ဆိုင်ဘူးလို့ပြောကြတာအဲ့တော့ကြတော့ဘယ်ချိန်နှုတ်ဆက်နှုတ်ဆက်ပေါ့နော်ဘယ်ချိန်နှုတ်ဆက်နှုတ်ဆက်ရှီကန်နဲ့ဆန်းကွန်း option ဘယ်ချိန်မှာပဲဖြစ်ဖြစ်ဖြစ်မှာပဲဖြစ်ဖြစ်အချင်း မနက်ခင်းပိုင်းချုံရှင်နေခင်းပိုင်းချောညော့ညနေပိုင်း언제든지언제든지배채임소사용할수있습니다떠나이마레떠주나이마레비엔공적인상황에서주로악수를하면서공적인상황소라제로에뭐로ပြောမလဲတရားဝင်ပေါ့အများပြည်သူတွေနဲ့နည်းနည်းပို့ပြီးတော့အဲမိတ်ဆက်တဲ့နေရာတို့အဲ သွားပြီးတော့အခုမှစပြီးတော့မိတ်ဆက်တဲ့နေရာတို့ဒါမှမဟုတ်အစည်းအဝေးပွဲမှာတို့ပွဲတစ်ခုခုမှာတို့ပေါ့နော်အဲ့လိုမျိုးနေရာမျိုးတွေပေါ့ပို့ပြီးတော့လေးစားတမှုပြုရမယ့်နေရာတွေပေါ့နော် ဲ့လိုနေရာတွေမှာတဲ့ဆန်းဝန်အခြေအနေတွေမှာဆိုရင်ချူးတို့ပုံမှန်အားဖြင့်အက်ဆူလိုဟာမျိုးအင်ဆာဟာမီတာခဲ့ကြည့်အောင်အက်ဆူလိုဟာတာအက်ဆူလိုဟာတာဆိုတဲ့ချေတော့လက်တွဲနှုတ်ဆက်တာလိုမျိုးလက်ချိတ်ပြီးတော့နှုတ်ဆက်တာကိုပြောတာပါနော်အဲလက်ချိတ်ပြီးနှုတ်ဆက်ပါတယ်တဲ့ထာမန်ထာပေမဲ့ဟာဂျီမန်နဲ့တူတူပါပဲချာရှင်းပူတာနိုင်ကဟောရှင်းမန်ခေါ်နာဟောရှင်းဆိုတာအများကြီးမာနီထက်ကိုပေါ်တယ် များကြီးကြီးတယ်အဲ့လိုပုံစံမျိုးအဲ့တော့မိမိထပ်ပို့ပြီးတော့အသက်အများကြီးကြီးတာဖြစ်ဖြစ်ဂျီဝီကလိုဖွင့်စားရမယ်ခဲ့ခုနကပြောထားတယ်ရာထူးမြင့်တဲ့လူတွေကိုတဲ့အင်းစားဟန်တဲ့နဲ့နှုတ်ဆက်တဲ့အချိန်မှာတော့ဝင်းဆုံတို့ဝင်းဆုံဖေဘက်လက်ဖြင့်အိုရွန်းဖာတို့ sorry 베벨레비의 오른팔이나 오른손을 받치고 오른팔 이런 야벨레 다마모의 야벨레 마을레를 창으로 보노 레도모호의 오른손 야벨레고 받치고 ဖတ်ချီကိုဆိုရဲတော့အောက်ကနေပြီးတော့ဒီလိုမျိုးလေးကင်ထားတာပဲအဲ့တော့နှုတ်ဆက်ရင်ဒီလိုမျိုးတန်းနဲ့ဒီလိုနှုတ်ဆက်တာမဟုတ်ပဲနဲ့အောက်ကနေလူလေးလက်လေးထပ်ပြီးတော့ပြင်ထားပြီးတော့ကင်ထားပြီးတော့နှုတ်ဆက်တာမျိုးပြောတာပေါ့နော်အဲ့လိုမျိုးလေးလက်နှစ်ဖက်နဲ့ပေါ့ကွပြောရရင်တော့ဖတ်ချီကိုအဆူဒဟန်ကိုရှိရဲဝီမိတာဒီမျိုးလက်တွဲနှုတ်ဆက်တာကရဲဝီမိတာယဉ်ကျေးမှုဖြစ်ပါတယ်ရဲကြီးဆိုတာယဉ်ကျေးမှုယဉ်ကျေးမှုဖြစ်ပါတယ်တဲ့ ရမယ်နော်။ကဲဒါဆိုရင်ကျေတော့အခန်း၁ရဲ့မွန်းနွားချောင်ပိုးနှုတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းလေးကိုတည်သွားလိုက်မယ်လို့ပြောလိမ့်ပါရနော်။ကဲဒါဆိုရင်အခန်း၂မှာဖတ်ပြီးတော့ကြည်အောင်နော်။အညောင်းရပါဘုန်း